ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်အခုကတော့ AI နဲ့ပုံလမ်းသားပုံတွေလုံးနေချို့ကမတီးဘူးဆိုတော့ကျွန်တော်အခုမျှော်ဝေလိုက်တယ်ပေါ့နော်ရင်ဆုံးကျွန်တော်တို့ကဒီ promote promote ကို copy ကူးအောင်ပေါ့နော် select all ပြီး copy ကူးမယ်ဒီ promote တွေကိုကျွန်တော် comment တွေမှာချပေးထားမယ်ပေါ့နော် copy ကူးမယ်ပြီးတော့ကျွန်တော်ဒီမှာပြီးတော့ဒီ chrome နဲ့ဝင်ပေါ့ chrome ဖြစ်ဖြစ် google နဲ့ဖြစ်ဝင်ပါဝင်ပြီးတော့ဒီမှာကျွန်တော် gemini g e m i gemini ai ဆိုပြီးနှိပ်လိုက်ရပါတော့ gemini ai gemini ai နှိပ်လိုက်ပါ အမပေါ်ဆုံးကပေါ်လာပါပြီပေါ့နော်ပေါ်လာပြီဆိုတော့ဒီမဲ့ပြီးတော့ဒီပေါင်းလက္ခဏာလေးတစ်ချက်နှိပ်ပါနှိပ်ပြီးတော့ကိုယ်လုံးမဲ့ပုံရွေးရအောင်ပေါ့နော် upload file photo and video ပြီးတော့ဒီမှာကျွန်တော်တို့ gallery ဆိုတာရှိပါတယ်အဲ့အားလေးတစ်ချက်နှိပ်ပါပြီးရင်တော့ကျွန်တော်ပုံရွေးမယ်ပေါ့နော်ပုံတစ်ပုံရွေးလိုက်ပါကိုယ်လုံးမဲ့ပုံတစ်ပုံရွေးလိုက်ပါဟုတ်ပါပြီအဲ့အားပြီးရင်ကျွန်တော်တို့ဟိုပါပေါ့နော်ဓာတ်ကိုနှိပ်ပါမယ်ဓာတ်ကိုနှိပ်မယ်ပြီးတော့ဆောင်းတော့ copy ကူးလာတဲ့ဟာတွေကိုပြချမယ်ပေါ့နော်ဒီမှာအားလေးနှိပ်ပြီးတော့ create video bandage ဆိုတာလေး ြီးရင်ဒီမှာဆန့်ကလုတ်လေးနှစ်ရှိတယ်ဗောနော်ဒါလေးကိုတစ်ချက်နှိမ့်လိုက်ပါဆန့်ဆန့်ဆိုတဲ့ဟာလေးနှိမ့်လိုက်ပါမယ်ပြီးတော့ကျွန်တော်ခနာလေးစောင့်ပေးလိုက်ပါနော်ခနာလေးစောင့်ပေးလိုက်ပြီးတော့သူကအဲ့မှာနော်ကျွန်တော်ကဒီပုံထွက်လာပြီဆိုတော့ဒါပေမဲ့ဒီပုံညက်ကိုယ်မတူဘူးဆိုတဲ့လူတွေအတွက်ကကျွန်တော်ဒါလေးကိုတစ်ချက်ဆေးလိုက်အောင်အမြားလေးနှိမ့်ပြီးတော့ဆေးလိုက်မယ်ဆေးပြီးတော့ကျွန်တော်တို့ပုံကတိတ် ကိုယ်ငကိုရုံနဲ့မတူဘူးဆိုရင်ပုံမျက်နှာပြင်မယ်ပေါ့နော်မျက်နှာပြင်မဲ့လို့ကြတော့ဒါဘယ်လိုတော့ swap fit ai ဆိုနေပဲ swab swab swap fit ai ကိုတစ်ချက်နှိပ်ပါ ပြီးရင်ကျွန်တော် ai fit swap ဒါလေးကိုတစ်ချက်နှိပ်ပေါ့နော်အဲ့ဟာလဲကျွန်တော်ဟို link ထဲမှာ comment ထဲမှာ link ချပေးထားမယ်နော်ဟုတ်ပြီပြီးတော့ကျွန်တော်တို့ကဒီမှာဆိုတော့ဒီ drop file here or ဆိုတဲ့ချက်နှိပ်ပါမယ်အဲ့မှာကျွန်တော်မတူတဲ့ပုံလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်မျက်နှာပြင်မဲ့ပုံလေးကိုဒီဘက်က file လေးမှာ click to upload profile လေးကို ရက်နှိပ်ပါမယ်။ကိုထည့်ကျင်တဲ့မျက်နှာကိုထပ်ပြီးပြန်ထည့်မယ်ပေါ့နော်။အဲမယ်ကျွန်တော်ကဒီပုံလေးဆိုတာလေးထည့်မယ်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ step fit swap ပြီးဆိုတာလေးချက်နှိပ်လိုက်ပါ။ဟုတ်ပါပြီ။ပြီးရင်ကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပါနော်။ तू ကအိမ်မယ်။ခဏလေးစောင့်ပေးလိုက်တော့ तू ကပေါ်လာအောင်ပေါ့နော်။ခဏလေးစောင့်ပေးလိုက်ပါ။အဲအဲ့မှာဆိုရင်တော့2ရပါပေါ့နော်။2ရဆိုရင်ကျွန်တော်ဒီ sheet download အများကြီးရတဲ့ချက်နှိပ်ပေးလိုက်ပါခင်ဗျာ။ဟုတ်ကဲ့ပါ။ ကဲကဲပါအားလုံးပဲဆင်းပြေကြပါစေခင်ဗျာ